ကဲကုမနာရထိုးပြီးဆိုတော့ကျွန်တော်ရဲ့တတိယနေ့လေ့ကျင့်ခန်းလေးစတော့မှာပေါ့နော်ဒီနေ့တတိယနေ့မှာကကြတော့ယင်ကြော်လက်မောင်းအဲကောင်လို့သူကအပေါ်နဲ့ဆော်ရမယ့်ရပါနော်အပေါ်နဲ့ဆော်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဆိုတာကိုအနိုင်ဆုံးအလေးရဲ့တဝက်ကိုဆော်ချပြီးတော့မှအချိန်များများနဲ့ရသလောက်ဆော်မယ်ပါနော်သူကလေးတော့ပေါ်ပေါ်လေးပဲဆော်ရမယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကအချိန်ကြီးကိုများများအားကုန် တဲ့အထီးကိုတွန်းပြီးတော့မှဆော့ပြရမှာပါနော်အဲဒီကောင်အခုကျွန်တော်ပထမတစ်ချောင်းကိုစားရမယ်ဗျ ဒီလိုအခြေပေါ်ပေါ်လေးစော်ရရကိုနော်ကနမနိပဲနားမယ်နမနိပြတာနဲ့နောက်တစ်ကြောဆွဲမှာပါနော် ဒီလိုအလေးပေါ်ပေါ်နဲ့ဆော့ချင်ရကျွန်တော်တို့ရဲ့ကျွတ်သားတက်လုံကိုလည်းကောင်းစီပြီးတယ်ဘောနောက်ပြန်ကျွန်တော်တို့ရဲ့အားကစားစွမ်းရည်တွေလည်းတိုးတက်စီတယ်ပြီးကျွန်တော်တို့အစီအပူတွေလည်းလောင်ကျွမ်းစီတယ်အတွက်ကြောင့်မလို့ဘူးဒီမဆိုဆော့လို့ရတယ်အခုကျွန်တော်ဒီကောင်လည်းနောက်ထပ်တတိယကျောင်းဆက်ဆွဲအောင်မယ်ကျွန်တော်နှစ်မိနစ်ပဲနားမယ်ဘလောဆယ်ဒီကောင်ကကျွန်တော်အလေးပေါ်နဲ့ဆော့တဲ့အတွက်ကြောင့်ကျွန်တော်အလေးထပ်မတိုးတော့ဘူး ဒီအတိုင်းပဲเนาะအဲ့ဒီငကူကဆော့တဲ့အလေးအတိုင်းပဲကျွန်တော်ကဆက်ဆွဲမယ်လေးကြော့ဆော့မယ်လေးကြော့ဆော့မယ်ကျွန်တော်ကဒီနေ့ကမန်းနာတာကဒီ upper chest ပေါ့เนาะဒီ upper ရင်ကိုကျွန်တော်က၃မျိုးဆော့ဖို့တော့မန်းနာတယ်ဘာဖြစ်လဲဆိုတော့ဟိုတနေ့ကပထမရက်ကကျွန်တော်လေးကြီးနဲ့ဆော့တဲ့ရက်ကအဲကျွန်တော်အဲ့ဒီ out lower chest ပေါ့เนาะအောက်ရင်ဘက်ကိုပဲဆိုတော့ကအများကြီးဆော့ပြီးတော့မှ အဲ့ဒီအပေါ်ချမ်းကိုကျွန်တော်ကနည်းနည်းပဲဆော့ခဲ့ရတယ်။အားကြောင့်မို့ဒီနေ့ကကျွန်တော်ကအပေါ်ချမ်းကိုအရင်ဆော့တယ်။ဆော့ပြီးတော့မှဒီကောင်ကိုပို့ပြီးဆော့မယ်နော်။အဲကျွန်တော်တို့အာကစားနည်းနဲ့ပို့ဆော့မယ်ပေါ့နော်။အဲ့ဒီအတိုင်းဆော့မယ်ပြီးမှကျွန်တော်ကဒီအောက်ကရင်ကိုတော့တစ်မျိုးလောက်ပဲဆော့မယ်။အပေါ်ရင်ကိုသုံးမျိုးဆော့မယ်။အောက်ကရင်ကိုတစ်မျိုးပဲဆော့မယ်။ဒီနေ့တော့လောက်ပဲဆော့မယ်။ ြည်ရှင်သောတဲ့ခါကျတော့နော်ကျွန်တော်ရှင်ကဗီဒီယိုမှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီရင်ကိုတွန်းတဲ့ချိန်ကျကျွန်တော်အဓိကအားဆိုင်တဲ့နေရာကဒီလမနဲ့ကတ်နေတဲ့ဒီတွင်းဖက်ကိုနော်ဒီပြင်ဖက်ကိုအားသိမ့်မဆိုင်ဘူးဒီတွင်းဖက်ကိုအားဖို့ဆိုင်ပြရမယ်ပြီးရင်ခါကိုပြင်ပစုံနဲ့ကတ်နေတဲ့ခါကို အနှဲငယ်ဟပေးရမယ်ပေါ့နော်ခါနည်းနည်းကော့ထားရင်ဖွင့်တာပြီးရင်ကျွန်တော်အလေးကိုအပေါ်တွန်းတင်တဲ့အချိန်မှာ အသက်ရှူထုတ်ပေးရမယ်နော်အဲ့တော့ အာကျွန်တော်တို့ဒီကျွတ်သားကြီးထွားဖို့ဆော့တယ်ဆိုရင်ဒါညှိရတဲ့အပိုင်းကအသက်ရှူထုတ်ရမယ့်အပိုင်းနော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကအပေါ်ကိုတွန်းတင်တဲ့အခါကျတော့ဒါညှိရတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုလက်ဆန်လိုက်တဲ့အချိန်ကကျွန်တော်တို့ကအသက်ရှူထုတ်ရမယ့်အပိုင်းနော်ပြန်အောက်ချရင်အသက်ရှူတွဲမယ်အပေါ်လက်ဆန်တဲ့အချိန်ကျရင်လေရှူထုတ်မယ် နော်ပဲတတိထားပါကနောက်မှာကျွန်တော်တို့ရဲ့ကြောမှာကြောရိုးလေးနှစ်ခုရှိရဲ့အဲဒီအပေါ်တွန်းတင်တဲ့ခါစားပြီးကြောရိုးကို ထောက်ပြီးတော့မှအပေါ်ကို အားဆိုင်ပြီးတွန်းတင်ပေးရမယ်အဲဒီအတိုင်းဆော့ရမယ်ဒါဆိုရင်တော့အာတိတာတဲ့ရလာရဲ့ကို အချိန်တတူနဲ့ရနိုင်မှာဖြစ်ပါတယ်ပဲ Subscribe to my channel and also press this bell icon. ကိုနာလေးကြော်ဆော့ပြီးတော့ကြော်ဒီဘက်ဒုတိယကစားနည်းကိုဒီဘက်ကိုဒီကောင်နဲ့ဆွဲမယ်ဒီကောင်ကထိချက်ကပြီမှလဲဆိုတော့ဒီချင်းတို့ရှိဒီချင်းမှာဒီလေချားလေးရှိတယ်ဒီကပေါ်ဒီလေနားလေးနော်ပညာလေးကိုအဖြေဖို့ဆော့ပြီးတာဖြစ်တယ်ဒီကောင်ကကျတော့ထုံးစားလိုက်ပဲကျွန်တော်ဒီကောင်အလေးအပေါ်နဲ့အချိန်များများနဲ့ ့ဆော့မယ်ပေါ့နော်ဒီကောင်ကကြာဒီနေ့ကဆိုတော့က3ကြော့ပဲဆော့မယ်နောက်တစ်မျိုးကဆော့ခြင်းဒီလိုကဒီကောင်3ကြော့ပဲဆော့မယ်ဈားထဲမှာ1မိနစ်ပဲနားလား ਕੋ ਆਰਾ ਦਾ ਦੁਤੀਆ ਚਾ ਦੁਤੀਆ ਚਾ ਅਸਨਾ ਯਾ ਤਾ ਲਾ ਅਛੇ ਹੀ ਨੇ đi apo riêng của bé nó ra từ hiệu cho mẹ tầm cho mà nó tầm hiệu sò mẹ rồi đi apo nó sò ra đó simple လောင်ကျွမ်းတာမြန်စေရောမကောင်းကျွန်တော်ရဲ့ချက်သားကိုလည်းပို့ပြီးတော့မှပန့်ဖြစ်စေတယ်ပေါ့နော်ပို့ပြီးတော့မှဖောင်းကျစေတယ်အဲ့တော့အလေးကိုဆော်တဲ့အခါကျတော့ခါလေးအလေးကြီးကြီးနဲ့ဆော်ရင်ခါလေးပါဖြစ်တတ်လဲဆိုတော့ဟာလေးကြီးကိုဒါဆော်တဲ့အခါကျတော့မြင့်အားရပျောက်တတ်တယ်ကိုဆော်တာတခြားမြင့်တာတခြားမြင့်ရတယ်ဖြစ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီကောင်လေးပေါ့ကိုဆော့ရင်တော့အာယုံဆိုင်မှုလည်းပိုကောင်းတယ်ပြင်ညစ်အားလည်းပို့ပြီးတော့မှာ ပို့ထီးရောက်တယ်ပေါ့အဲကြောင့်မို့ကြောင့်အဲအလေးအကြီးကြီးတွေလည်းဆော့ရမယ်ရဲ့ဆိုရအလေးကြီးကြီးတွေဆော့မယ်ခါလေးကြရမယ်လိုအပ်လေးပေါ့ပေါ့လေးနဲ့အခြေအနေများနဲ့ကြွတာနဲ့ပေါ့ပေါ့လေးဆော့တယ်အပ်ပါနောက်တော့ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကောင်တော်ပြီးနောက်တစ်မျိုးထပ်ဆော့မယ်အခုဆိုကျွန်တော်ဆော့တာကစားမီးနှစ်မျိုးပဲရှိတယ်မှာမိနစ်20ရာကျော်ပါပြီဒါပေမဲ့ကျွန်တော်ဒီအပေါ်ချမ်းကို နောက်တစ်မျိုးစောကျင်သေးတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီနောက်ဆုံးတစ်မျိုးကိုမင်းကြာပြောင်းပြီးစောမယ်ပေါ့နော်ဘယ်ကိုရင်စောမယ်ဘယ်ပြင်ညာစောမယ်အဲ့ဒီအတိုင်းပဲစောမယ်ဒါပေမဲ့ဂျားထဲမှာကျွန်တော်ကဘယ်ညာဘယ်ညာကိုစောတိုင်းနားချိန်မယူတော့ဘဲနဲ့အမြတ်မယ်စောလိုက်မယ်ဘာလို့လဲဆိုတော့အောက်ရင်ကိုစောဖို့ချိန်ကအားနေရောပေါ့နော်အဲ့ဒါကြောင့်မဆိုဟုတ်ဖက်ဒီဖက်ကိုစောတဲ့အချိန်မှာနားချိန်မထားတော့စတိုက်စောတော့

ဒီနေရာလေးမှာဒီမှာတော့ပခုံးနဲ့တည်းရိုးကြားထဲမှာခြိုင်းတာလေးတွေရှိတာတယ်အဲ့ဒါတွေတော့ပြောင်းနေတော့ဆောပါဖြစ်တယ်ပေါ့နော်အခုဒီစာရတဲ့ဟောကြည့်ရပြပါလေ အခုဒီကတတိယကျော်ဒါနောက်ဆုံးကျော်ဆော့ပြင်းဒီကျော်ဆော့ပြင်းကျွန်တော်အောက်ချမ်းဆော့တော့မယ်ဒါတော့မိရလည်းခုမှလာတယ်ဆိုတော့လည်းအလင်းရောင်ကောင်းပါပဲကျွန်တော်နည်းနည်းရိုက်လို့ကောင်းတယ်အားကြောင့်ပါတော့တဲ့မိလာလို့ကျွန်တော်နိုင်ငံရဲ့ထုံးစံနဲ့ပဲမိရတော့မောင်းလိုက်လင်းလိုက်ပါ နော်ခုဆောင်လိုက်တဲ့ဟာဒီမှာဒီ channel တွေဒီပေါ်ချာဒီကဒီကောင်တွေဆောင်တဲ့ကစားစားတဲ့အင်ဂျီတွေဒီလို V shape တွေဟောတဲ့ကစားတဲ့ဒီအလဲမှာဒီလိုအများကြီးပေါ်စီတာပါဆိုဆောင်တဲ့ချိန်နာယူဝတ်တော့ပြည်ရပြည်တိုင်းပဲအောက်ထောင်းမဆောတဲ့ဒီကောင်အောက်ထောင်းတော့တော့ပြောင်းဆောင်လိုက်မယ်၃ကြောင်းတော့ဆောင်ပြောင်းဆောင်လိုက်မယ်၃ဆောင်လိုက်ပဲကျော်၄၀၀ ဟိုကျွန်တော်အလေးအနိုင်ဆုံးအလေးကိုအဲ့ကောင်တဝက်ရှော့ချတယ်ပြီးတော့ဒါလေးတဝက်ပဲလှုပ်ထားတယ်အဲ့ဒီကလေးတဝက်ကအတော့ရှော့မရှိဘူးအပီးတဲ့အထိဆော့လာပါမယ်哦。Oh. င်းစွာမယ်ပဲဒီနေ့လဲဆော့ချင်တာများပြီးအချိန်ကနည်းနေတယ်ပေါ့နော်ဒါဆိုရင်ကြားတယ်မဆော့နမနစ်နမနစ်ပဲနာတာတာသမခွာဆော့လိုက်တဲ့အချိန်မှာရွေးချော်လာပြီဒါကဒုတိယချောက်ကိုဆော့ဆက်ဆော့စိတ်ကိုတင်းတာတော့ရှူပေါ်ရောက်ဆုံးတက်ရှူထောက်အောက်ကိုထိခါနေတယ်လည်းမလို့ဆိုအပေါ်ပြန်တွန်းလိုက်တော့ မှာဝေါအခုလက်ပန်းကိုချာခြင်းနေပါနော်ဒါပဲကြောနောက်ဆုံးတကြောတော့ဆွဲမယ်အဲကောင်ဆွဲမှနောက်ကစားနေတော့ခုပြောင်းမယ်နောက်ချက်တာကကျွန်တော်ဝင်းတာနောက်ချောတာကိုပြန်ဆွဲလက်မောင်းနောက်မှဆွဲနောက်ဆုံးချောကိုရသလောက်ဆွဲအောင်မယ် ့။哦，狗咪，这脑筋哥摔跟高呢摔来了，狗咪呢，你这老稀大的话，那狗问大哥，那啥比摔嘛？你问大哥不满说也难说，你个那谁那谁啊了？ အလာရောရတယ်ဟောတနေ့ဆော့ထားတာကအခြေနဲ့ဆော့ထားတယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်အာ30နဲ့ပဲထည့်တယ်ထည့်ပြီးတော့မှအခြေနဲ့ခိုင်ပြီးဆော့မယ်အခြေကတော့ရိုးရိုးလေးပွားနေလို့ရှိလေပြီအခြေကိုဆော့တဲ့အချိန်ကလက်ပွားအမောက်ရေးပြင်းတယ်ဆိုတော့အခြေကိုခိုင်ကတော့လက်ပွားကဒီလိုပဲလက်ဖြစ်တော့မှာပေါ့နော်ဒီအနေထားတိုင်းအခြေခိုင်မယ်ဘိုင်နောဆိုက်ကတ် ီကောင်ဆွဲလိုက်ကပြတိထားရမှာအနောက်မှာရိုးနှစ်ခုကိုလှုပ်ရှားပေးရမယ်အနောက်မှာရိုးလေးနှစ်ခုရှိအဲ့ဒီကြောရိုးကိုဒီလိုလေကတ်ကတ်ပေးရမှာပေါ့နော်ဒီလိုလှုပ်ရှားမှုလှုပ်ရှားမှုပြီးပြီးမှသွားကြက်သားရဲ့အထဲကိုသွားပို့ပြီးထိရောက်နိုင်တယ်嗯。 đi con lấy gió để mà lá chèn cả nằm bên này về lá để học cụ đào tới tia cho đi tới cho xoay về mà thật tầm hộp trong Yeah. ကျွန်တော်ဆော်လိုက်တဲ့ကစားနီးကအဲ့တော့ကဝင်းသားကိုဆွဲတာဖြစ်ပါတယ်ဒီကောင်ကဘာနဲ့မားတယ်လဲဆိုတော့ကျွန်တော်တို့ဒီရင်ရင်ကိုအရာပေါ်အောင်ပြအောင်တော့မရင်ကိုအပေါ်ပင်းနေကစားနီးနဲ့မားတယ်အဲ့တော့ဒါပဲသူကရင်ကိုဆော်တဲ့ခါကျတော့လက်ကိုဒီလိုစူတာပြရတယ်ခါကျတော့လက်ကိုစူတာတော့မဟုတ်ဒီလိုအကားဆော်တယ်ဒီလိုကင်တာအကားကိုကင်တာဆိုတော့ဒီအပြင်ရဲ့ဝင်းသားပေါ်ပြီးတော့မှထိစေတယ်ပေါ့နော်တကယ်တော့ကိုက ရင်ကိုစောခြင်းနဲ့ဆိုရင်ကျွန်တော်အလေးတော့ဒံပဲတော့ခိုင်ပြီးတော့မှာလက်လက်ကိုဒီလာဆူပြီးတော့မှာဆွဲတော့အဲ့ဒါရင်ကိုပို့ပြီးတော့မှာထိရောက်မှုရှိစေတယ်ခုနကျွန်တော်ဆွဲလိုက်တာကဒီကောဝင်းတာအာ shall press this bell. ဒီကနေ့ရက်ကကျွန်တော်ဆိုလိုက်တဲ့အခါကျတော့ကျွန်တော်ရဲ့ရဝစာဒီကောင်လည်းမဟုတ်ပါဘူးကျွန်တော်စွကျင်နေဆိုတာတော့တတိထားပြပါတော့ဒီနေ့ကျွန်တော်အထက်ကနေ့ရက်ဆော်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးတတိယမြောက်ရက်ကိုဆော်တဲ့အခါကျတော့ကျွန်တော်အင်ဂျီလဲထားပါတယ်တော့တာမအပြည့်ဆိုကျွန်တော်လည်းချူထွက်များတဲ့လူတယောက်ဖြစ်တော့ငါမြူရာတီတွေပါတယ် အဲ့ဒီပူတဲ့ရာသီဆိုကျွန်တော်ကလည်းချွေးအရန်ထွက်တတ်တဲ့လူထဲမှာပါတယ်ဒါပေမဲ့ခုကကျွန်တော်တောင်ကြီးမှာကရာသီဥတော်ခုအချိန်ကဒီဇင်ဘာလဲရောက်တော့မယ်ဆိုရာသီဥတော်ဒါအေးတော့ကျွန်တော်ဘလောက်ဆော့ဆော့ချွေးရမထွက်တော့ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာအဲမျက်နာတွေခန္ဓာကိုယ်တွေမှာချွေးမထွက်ပြီမဲ့အစီပြနာပဲရှိတယ်ပေါ့နော်ဒါပေမဲ့ချွေးမထွက်လို့ဆိုပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာကျွန်တော်ချွေးကနေဖြစ်တဲ့အနံ့တွေလဲရှိတဲ့အတွက်ကြောင့်မလို့ မလိုပဲပြချော်ရခြင်းမှာတရက်နှစ်ရက်အာဒီအဝတ်စားတွေနဲ့ဝတ်ပြီးစော့ပြီးပြီးဆိုရင်တော့ကျတော့အဝတ်အာအင်ဂျီတော့တစ်ထည်လဲပို့တော့တင်းတယ်ပေါ့နော်နောက်ကကျတော့လူအများနဲ့စော့တဲ့အခါကျတော့တယောက်နဲ့တယောက်လဲအနာတက်တွေမရှိဘူးဆိုမှစိတ်ကြည်ကြည်လေးနဲ့လလန်းစစနဲ့စော့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်တော့ကျတော့ရဲ့ဒီဝတ်နေချအဝတ်ဆိုရင်စော့ပြီးတာနဲ့တစ်ရက်အလုံးစုံနှစ်ရက်ပေါ့နော်အဲ့ဒါပြင်တော့ကျတော့ Hele pipo te marera. Ecco mm. cosa. ဝင်းသားဆောက်တာနှမျိုးပဲရှိတယ်။ဘာလို့မဟုတ်ဆောက်ဝင်းသားတော်တော်လေးတင်းနေပြီပေါ့နော်။အခုစတော့အချိန်ရတော့လေးဝင်းသားကိုနောက်ဆုံးတစ်မျိုးဆွဲလာမယ်။အဲ့ဒါကလည်းကျတော့၃ကြော့ပဲဆွဲမယ်။ဆွဲပြီးတော့ကျတော့လက်မောင်းဆောက်လာမယ်။ ဒီကောင်ဆော့တဲ့အခါလဲအတူတူပဲပေါ့နော်ဆရာတို့ရေလက်လက်ကိုဒီလိုဆက်နိုင်တော့ဆက်လာတာကောင်းတယ်ဘာလို့လဲဒီလိုဆက်လာမှာဒီဝင်းသားဒီလိုပြတ်ပြေးကျေလာမှာပေါ့နော်ပြီးရခါကျတော့ဒီလိုကိုရလက်ကိုအနောက်ကိုဆွဲချတဲ့အခါကျရင်မဒီအနောက်ကရိုးလေးနှစ်ခုရှိတယ်။အဲ့ဒီရိုးနှစ်ခုဒီတော့ကစားပေးရမယ်။အဲကစားမှတော့အတွင်းထဲအထိကိုတော့ထီအောင်မရှိမှဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့ကဒီလိုအတွင်းထဲဒီ ရောင်းကမ်းပြင်းဖြီချိုင်းဒီလိုလေးလက်ကိုဒီလိုဆန်းနာပဲဒီကောင်ကိုဖြတ်မယ်အဲ့တော့လက်မောင်းရဲ့ညှိအားကိုသတ်နိုင်သလားရှော်ပြရမယ်ဒီကလေးကြရင်ဒီကောဒီကောင်ကိုဆွဲပြင်မယ်ဆိုတော့ဝင်းသားမထိပဲနဲ့လက်မောင်းတော့တင်းတာတွေလည်းရှိရဲ့အဲ့ဒါဆိုတော့လွယ်တော့ပြီပေါ့နော်အဲ့ကကြောကြောတော့ဝင်းသားကိုအာယုံဆိုင်မယ်ညှိအားထည့်မယ်လက်မောင်းကိုသတ်နိုင်သလားညှိအားရှော့နေဒီတိုင်းဆိုရင်တော့ထီအောင်ပါပါ အခုဒုတိယအကြော်ကိုကျွန်တော်ဆက်ဆွဲမယ်အလေးရတော့ထုံးစံနိုင်ပဲကျွန်တော်အပြောင်းလဲမရှိဘူးနော်ဟိုးအေးဒီဟိုပရမသောဒီရင်ကိုဆောက်ဆော့ကြရအားလုံးပဲသတိထားမိမယ်တဲ့ကျွန်တော်အလေးကိုထည့်လိုက်တဲ့အလေးအတိုင်းပြောင်းအလဲမရှိဘူးအဲ့ဒီအတိုင်းပဲပြီးတဲ့အထိဆော့တယ်ပေါ့နော်အခုလည်းအဲ့ဒီအတိုင်းပဲဒီကောင်းကိုကျွန်တော်အလေးကို အပြောင်းလဲမရှိဘူးဒီအတိုင်းပဲထားတယ်အချက်ကြီးရတော့ကျွန်တော်တို့ လက်ပန်းကျလာတာတွေရှိတယ်ပေါ့နော်လက်ပန်းကျလာတဲ့အခါကျရင်တော့အချက်ကြီးယော့လာတာတွေလည်းရှိနိုင်တယ်။အဲဒါကြောင့်မို့ဒီကောင်ကကျတော့အချက်ကြီးရတော့အတူအလျှော့ရှိနေမှာပေါ့နော်။ဒါပေမဲ့ကျောင်းအလေးကိုကကျတော့အတူအလျှော့မလုပ်ထားဘဲနဲ့ပုံတည်ပဲလုပ်ထားပါသေးတယ်။ to my channel and also press this bell icon. ။နော်နောက်ဆုံးကြောဆွဲမယ်။နောက်ဒီကနောက်ဆုံးကြောဆွဲပြီးနမောင်းဆွဲတော့မယ်။အဲ့ဒါဒီကောဝင်လာတော့ဒီနေ့တော့ရပြီမျိုးလုံးလည်းပြပြီပေါ့နော် ကဲအခုဆိုကျွန်တော်ရင်နဲ့ကြောနဲ့နှမျိုးပဲရှိသေးတယ်6:15မိနစ်ရှိသွားပြီအာခုနကကျွန်တော်ဆက်ဆိုးလိုက်တာ9:00ပေါ့နော်9:00ကခု6:15နှမျိုးပဲရှိသေးတယ်ကျွန်တော်တနင်္လာနေ့15မိနစ်အချိန်ကုန်လိုက်ပါတော့အခုနောက်ဆုံးတမျိုးကျွန်တော်လက်မောင်းကိုဆက်ပြီးဆော့မယ်ပေါ့နော်ဟုတ်တယ်ရကျွန်တော်ကလက်မောင်းကိုအနောက်ပါကိုကျွန်တော်နှမျိုးဆော့ခဲ့တယ်ရှေ့သားကျွန်တော်တမျိုးပဲဆော့တယ်ပေါ့နော်ဒီနေ့ခါကျတော့ တော့ဟာရှိသားကိုအရင်ဆော့မယ်ရှိသားကိုကျွန်တော်နှမျိုးလောက်ဆော့ပြီးရင်အနောက်သားကိုကျွန်တော်အချိန်ရသလားတစ်မျိုးဖြစ်ဖြစ်နှစ်မျိုးဖြစ်ဖြစ်ဆက်ပြီးဆော့မယ်ပါနော်အစောတော့ကကျွန်တော်ကျွန်တော်ကြားရပါနားတဲ့အချိန်ကကျွန်တော်အာများပြီးတော့ပါလေဖောလိုက်တာလည်းပါလဲဆိုတော့အဲနည်းနည်းတော့အချိန်ကပို့သွားတယ်ပေါ့နော်အဲကကျွန်တော်တနားကြီးကြော်သွားတယ်အဲခုကျန်တဲ့အချိန်ကတော့ကျွန်တော်နိုင်ဝဲအချိန်ပေးပြီးတော့ကလက်မောင်းကိုကျွန်တော်ပြီးအောင် စောမယ်ပေါ့နော်ကဲကျွန်တော်စားတော့မယ်ဒီရှေးလက်မောင်းကိုလည်းကျွန်တော်အလေးအပေါ်နေပဲပေါ့နော်ကျွန်တော်ပုံမှန်နိုင်တဲ့အလေးရဲ့ထောက်ဘက်ကိုပဲကျွန်တော်ရှော့ပြီးတော့မှစော့ထားတာဖြစ်တယ်အဲ့တော့ဒါဒီလက်မောင်းနေထားချင်တာမစော့ခင်လက်မောင်းအနေထားပေါ့နော်အာအင်ဂျီလေးနည်းနည်းခြောက်နေတယ်။အာလေးပေါ့ပေါ့နဲ့ဆော့တာကကျတော်ရဲ့ကြက်သားကိုပုံပြီးတော့မှပန့် ဖြစ်စေတာပေါ့နော်အဲဒီကြောင့်ကျွန်တော်တို့ကသွက်သားကပန့်ဖြစ်ပေါ်ပဲအဲလိုရပေါ့နော်အဲ့ဒါမှကျွန်တော်တို့ရဲ့ဒီသွက်သားကိုဆော်လိုက်တဲ့နေရာကိုတို့တွေးလိုက်ပါမှုကခေါင်းစီပြီးတော့မှတို့တို့ဒီဟာဒီနေရာမှာတွေးကိုရောက်စေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီသွက်သားတွေကပုံပြီးတော့မှအံဖြစ်စေတာပါနော်အောက်ဆီဂျင်တွေလည်းများများရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သက်သားကြီးထောင်းမှုကိုပို့ပြီးတော့မှအထောက်အကူဖြစ်စေတဲ့အားကြောင့်မလို့ကျွန်တော်တို့က အလေးအကြီးနဲ့လဲဆော့မယ်အလေးနည်းနည်းလေးနဲ့ဆော့လို့ရပါတယ်အလေးအကြီးကြီးဆော့တိုင်းလဲကြီးတာမဟုတ်ပါဘူးအဲကျွန်တော်တို့တစ်ခါလဲကြားထဲမှာနေတော့အလေးနည်းနည်းလေးနဲ့ဆော့ချင်ရလဲကျွန်တော်တို့ထက်သားကြီးအောင်ကိုအထောက်အကူဖြစ်စေပါတယ်ကြောက် 大哥，咱们开一个，一起来。啊！哎呀、啊，没啥妙多，你这、啊 เอ๊ะสนุดีสิละมองกระซานี้มาจะรอคนดีพักราสองกระซานี้ก็มาตัดยาเจาะแล้วเราสองเจาะไปได้พี่เราจะรอกระซานี้เราต้องยกยามไป ခုကျွန်တော်နောက်ဆုံးအကျော်မှာတော့ကျွန်တော်ဆယ်ချက်ပဲရတယ်ကျွန်တော်တို့ဘာဆပ်လီမန့်တော့မတောင်းမနဲ့နေစရာတမားတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစားဒီလူတွေလောက်တော့ကျွန်တော်တို့အဲခဏရေးပိုင်းဆိုင်ရပါပဲဖြစ်ဖြစ်ကြွသားဖွံ့ဖြိုးမှုမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ performance မှာပဲဖြစ်ဖြစ်သူတို့လောက်ကောင်မမြင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့နေစရာတမားတွေမှာအဲဒီအခက်အခဲလေးတော့ရှိပါတယ် အခုဒါတော့ကျွန်တော်ရဲ့ supplement ပဲဖြစ်ပါတယ်ရေရေကဲလမောင်ကိုကျွန်တော်ဒီကောင်းလေးဆွဲမှာဖြစ်တယ်ပေါ့နော်အာကျွန်တော်ပေါ့မထည့်ထားတယ်ဒီကောင်းလေးဆွဲမှာဖြစ်ပါတယ် ။မာလက်မောင်းတော့တော်တော်လေးတော့ပန့်ဖြစ်ရောပါနော်။ကဲကျွန်တော်တို့တရားအကြောင်းကိုဆက်ဆွဲမှာပါနော်။ကျွန်တော်အချိန်လေးတိတ်မရတဲ့အတွက်ကြောင့်မလို့လေဖောတာမနေ့လေးစမဖြစ်ပါရဲ့နော်။

ကျွန်တော်ရှေလက်မောင်းကိုဆွဲပြီးပါတော့ကျွန်တော်နှောက်လက်မောင်းရန်နေတယ်နှောက်လက်မောင်းတော့ကျွန်တော်ဒီမျိုးပဲဆော့မယ်ဒီမျိုးသုံးကြော့ဆော့မယ်ဗျအဲဒါပြင်တော့ကျွန်တော်လည်းနားပြီပါတော့မိတ်ဆွေတို့အနေနဲ့ဘယ်လီနဲ့လက်ဖြံကိုလည်းဆော့ဖို့မမေ့ပါနဲ့ဗျဘယ်လီနဲ့လက်ဖြံရဲ့ကျွတ်သားအစိတ်ပိုင်းကကျွန်တော်ကျွန်တော်အနေနဲ့အချိန်မရွေးဘယ်ရက်ဘယ်ဖြစ်ဖြစ်နေ့တိုင်းဆော့လို့ရတယ်ပါတော့အဲ့ဒီဘယ်လီနဲ့လက်ဖြံက အဲနေ့တိုင်းဆော့လို့လည်းရတယ်ဂျားထဲမှာကိုညံ့ညံ့ပြီးဆော့လို့လည်းရတယ်ဆိုတော့အစိတ်အပိုင်းမလို့ကျွန်တော်အဲ့လိုသတ်မှတ်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ program မှာအဲ့ဒီလက်ဖြံနဲ့ဘယ်လီနဲ့ကိုကျွန်တော်ကမထည့်ထားပါဘူးဗျလက်မောင်းနောက်သားကိုကျွန်တော်စဆွဲတော့မယ်လက်မောင်းကျွန်တော်သုံးစားနိုင်မယ့်အလေးပေါ်လေးနဲ့ပဲဆွဲမယ်ပေါ့ဒီနေ့က နေထုံးစံနိုင်ရကျွန်တော်နှစ်မိနစ်ပဲနားပါတယ်အခုကျွန်တော်ဒုတိယအကြော်ကိုဆက်ပြီးဆွဲမယ်ပြအချက်ကြီးတော့ရတယ်လို့ to my channel and also press this bell icon လေးနည်းနည်းနဲ့အချက်ရည်မြများကိုစောင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် အခုဆိုရင်အချက်ကဒီကောင်ဆွဲအချက်30 30ကျော်လောက်ဆွဲတယ်ပေါ့နော်ဒါကျွန်တော်အချက်ရည်ရသလောက်ကိုဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့အချက်ရည်အဲ့လောက်များတာဖြစ်ပါတယ်ဗျကဲဒီနေ့ကျွန်တော်အစီအစဉ်ရတတိယမြောင်ရည်ရဲ့နောက်ဆုံးအကြောက်ကိုကျွန်တော်အခုထပ်ဆောင်มาဖြစ်ပါတယ်

နောက်မဲ့ဖြန်ဆိုင်ကျွန်တော်က၄ရက်မြောက်နေ့ဖြစ်တဲ့ပခုံးရဲ့လေကုတ်ရဲ့ကျွန်တော်ရဲ့ဒီနောက်ကျောဝင်သားကိုကျွန်တော်ဆက်ပြီးစော့ပြပြီးတော့มาဖြစ်ပါတယ်ဗျ။နောက်လာမယ့်ကျွန်တော်ရဲ့ဒီတခြား program တွေကိုလည်းကျွန်တော်ကဆက်ပြီးတော့มาစော့ပြအောင်မယ်၊ပြောပြအောင်မယ်၊လောက်ပြအောင်မယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့နောက် video တွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆင်ပြေကြပါစေဗျ။